အရာအလုံးကိုကြော်ဖြတ်သွားနိုင်တာတခုကလေကိုချင်းစာစိတ်ပဲတကယ်တမ်းပေါ့နော်လူတွေကပြောကြတယ်ကိုချင်းစာစိတ်ဆိုတော့ကိုကိုတိုင်ခန်းစားလိုက်ရမှကိုချင်းစာတတ်တယ်ဆိုတာမျိုးပေါ့နော်အဲကျမကြအဲ့လိုမဟုတ်ဘူးဒီလားအာစာနာတတ်တဲ့စိတ်ပေါ့နော်သူတို့နေရာမှာငါသာဆိုရင်ဘယ်လိုနေမလဲပေါ့နော်ဒီအလှငွေကြီးကျမခရီးသွားဖို့လှူထားတာမဟုတ်ဘူးဒီအလှငွေကြီးဒီတကယ်ပဲငရင်ဘေးသင့်တဲ့လူသားတွေအတွက်လှူဖို့ ခုနှစ်ရက်သားသမီးအတွက်လူဖို့ခုနှစ်ရက်သားသမီးကကျမကိုပေးလိုက်တာဒါဒီကျမကသွားသုံးမိတယ်ဆိုလို့ရှိရင်သူတို့ပေးရမယ်တဲ့ကကျမဖဲ့ယူသလိုဖြစ်နေတယ်အဲ့ခါကျကျမရဲ့ဒီနှလုံးသားတွေကဘလို့မှဒါကြီးကိုလက်ပြလုံမှလည်းမဟုတ်ဘူးပေါ့နော်ဟိုတိတ်ချမ်းသာနေလို့တော့မဟုတ်ဘူးကျမဘယ်တော့မှအဲ့လိုမလုပ်ဘူးပရဟိတဆိုတာကျမတို့ဟိန္ဒူဘာသာဝင်မှာကသူကဥပဒေတစ်ခုရှိတယ်ပေါ့နော်အဲလူတိုင်းဟာပေါ့နော်မိမိတို့ရဲ့မိသားစုတာဝန်ကိုကြည်ပြင်ရမယ်ပထမပေါ့နော်အဲ့ဒီမိသားစုတာဝန်ကြည်ပြင်ပြီးပြီဆိုလို့ရှိရင်မိမိတို့ရဲ့ပတ်ဝန်းကျင်ကောင်းကျိုးအတွက်ကိုတဲ့ မိတိမျောကိုမှုမှမရှိဘဲနဲ့အဲပတ်ဝန်းကျင်လူမှုကောင်းကျိုးကိုလုတ်ကိုလုတ်ပေးရတယ်ဆိုတာမျိုးကကျမတို့ရှိမှရှိပြီးသားပါတော်လို့ပြခဲ့တဲ့အကြောင်း sharing လုပ်ရရင်ပြီးခဲ့တဲ့လ April 9ရက်နေ့ကနေဒီ May 3ရက်နေ့အတွင်းမှာ၄ချိန်တော်လို့ပြသွားတာပါ ဒီအချိန်သွားလူပြစ်တာလည်းလုံးဝမထင်မှတ်ပါဘူးပေါ့နော်အဲဘလို့လို့လူပြစ်လဲဆိုတော့စပြီးငလျင်လှုပ်တယ်ဆိုတဲ့အချိန်မှာလေကျမဘလို့မှစိတ်ထဲမှာနေလို့မရဘူးပေါ့နော်အဲ့ဒီအင်တာနက်မှာတက်လာတဲ့ဟာမှာနေလို့မရတဲ့အခါကျတော်တော်ခံစားချက်နဲ့အဲညသကောင်လောက်နီးနီးကြတော့ငါးသိန်းလွှဲပေးလိုက်တာပေါ့နော်မန္တလေးမှာထမင်းဟင်းချက်ဖို့ဆိုတော့အဲ့လိုချက်ဖို့လွှဲပေးလိုက်တဲ့အရာမှာကျမနောက်နေ့မနေ့ကျတော့ တင်လိုက်တာ Facebook မှာတင်လဲတင်လိုက်ကောအလှူတွေပေါ့ငွေချင်းတွေမိတ်ဆွေတွေမိသားစုတွေအမျိုးတွေကလှူတဲ့ငွေတွေကသိန်း90လောက်ဖြစ်သွားတယ်ဆိုတော့သိန်း90 60လောက်ကိုတောက်လျှောက်လှူပေးနေတဲ့အဖွဲ့အစည်းကြီးမြေပြင်မှာတွားနေတဲ့အဖွဲ့အစည်းငွေချင်းတွေလှူပေးနေရင်းကနေမှာ9ရက်လောက်နေတဲ့အခါကျတော့ဒီသိန်း100လောက်ဖြစ်သွားတယ် လူနေတဲ့ကြားထဲအောင်သိန်း100လောက်ဖြစ်နေတယ်ဆိုတော့လေဒီလောက်ငွေအများကြီးနဲ့ကိုယ်တိုင်မဲ့သွားပြီးတော့မြေပြင်မှာလှူပေးခြင်းတဲ့စီကတအားပေါ်လာတယ်ဟိုတနာနေတာပေါ့ခန်းစားနေရတဲ့သူတနာနေတယ်ဒါပေမဲ့စိတ်ပူရတဲ့အနေထားတစ်ခုမလို့၄၅ရက်လောက်စောင့်ကြည့်ပြီးမှမနေနိုင်တော့တွတ်လှူလိုက်တာပါအရာအလုံးကိုကြော်ဖြတ်သွားနိုင်တာတခုကလေကိုချင်းစာစိတ်ပဲတကယ်တမ်းပေါ့နော်လူတွေကပြောကြတယ်ကိုချင်းစာစိတ်ဆိုတော့ကိုကိုယ်တိုင်ခန်းစားလိုက်ရမှကိုချင်းစာတတ်တယ်ဆိုတာမျိုးပေါ့နော် ကျမကြအဲ့လိုမဟုတ်ဘူးဒီလားအာစာနာတတ်တဲ့စိတ်ပေါ့နော်သူတို့နေရာမှာငါသာဆိုရင်ဘယ်လိုနေမလဲပေါ့နော်အမြဲတမ်းကျမပြောလေးရှိပါတယ် sympathy ပေါ့နော် sympathy နဲ့ empathy နဲ့မတူ sympathy ကတနာသွားတယ်လေ empathy ကကြာသူတို့နေရာမှာကိုဆိုတာလေးထဲကြည့်လိုက်တဲ့အချိန်မှာနေလို့ထိုင်လို့မရအောင်ဖြစ်သွားတယ်အန်ဒီရီများတယ်တွိုင်းနဲ့လေကို့မှာအသက်အန်ဒီရီရှိတယ်ဆိုတာလည်းသိတယ်မိသားစုကိုပြောရင်လေလေသူတို့ကပေးသွားမှာမဟုတ်ဘူးဒီလားအဲ့တော့မတိုင်မင်ဘူးအမကြီးကိုတော့ပြောရတာပေါ့နော်ပြောပြီးတော့မှာ တယောက်ထဲသွားလို့ကလည်းမရအောင်အဲ့တော့မြမစိတ်ရင်အဖွဲဆိုတာရှိတယ်အဲလူမှုအဖွဲစည်းမှုတစ်ခုပေါ့နော်နာရီအဖွဲစည်းလာမသိဘူးအဲ့ဒါနဲ့ချိတ်ဆက်ပြီးသွားလိုက်တာပထမတစ်ချိန်မှာပါရှင်အဲ့ဒီတစ်ချိန်မှာတော့အဖွဲနဲ့အဖွဲ၅ဘွဲလောက်ပေါင်းပြီးအတူတူသွားလိုက်တာရှိပေမဲ့နောက်ပိုင်း၃ချိန်ကြာတော့လေဟိုတယောက်ထဲတကူတော်သွားမိတယ်လို့ဖြစ်ပါတယ်ရှင် ပထမတစ်ချိန်ဒုတိယတစ်ချိန်တတိယတစ်ချိန်စတုတ္ထတစ်ချိန်မှာတစ်ချိန်နဲ့တစ်ချိန်ကလုံးဝမတူဘူးကွာခြားချက်တွေကခန်းစားချက်တွေကလည်းမတူဘူးပေါ့ပထမတစ်ချိန်တော်တော်ချင်းကတော့လူတွေကဒီခန်းစားနေရတဲ့အချိန်မှာစာရေးတောက်ရေးတောက်သုံးရေးရေး နောက်သူတို့ရဲ့နေရာထိုင်ခင်းပေါ့ဘယ်နေရာရရရတဲ့နေရာနေရေးအတွက်သူတို့ကရုန်းကန်လှုပ်ရှားနေရတာမလားအဲ့ဒီအတွက်သူတို့ဟိုသူတို့ကြည်ပြီးတဲ့အခါမှာအင်မတန်တနာနေတာ တခုရယ်နောက်တစ်ခုကကြတော့လေဘလို့မြင်လိုက်လဲဆိုတော့ဘယ်နေရာမှာကြည်လိုက်ကြည်လိုက် တခုမှအကောင်းမမြင်ရဘူးပေါ့နော်အခုဆိုရန်ကုန်မြို့မှာကြည်လိုက်တိုက်တာလေးတွေကကြည်ချင်းစပွေလေးတွေဟိုမှာအဲ့လိုမဟုတ်ဘူးစောင်းနေတယ်ရွံ့နေတယ်ပြုတ်ကြဟိုပြိုကျထားတယ်အဲ့ဒါတွေကဘလို့မှ စိတ်ထဲမှာလေဟိုအမြင်နဲ့ကြည့်ရတာတနာစရာကောင်းနေပေါ့เนาะအဲ့ဒါတကြိမ်မျိုးနောက်တစ်ချိန်ကျရင်ဘလို့ပြန်ဖြစ်ပြန်လဲဆိုတဲ့အခါကျတော့လူတွေကနေရေးထိုင်ရေးလေးရတော့အရေးအာဝါဒရောက်ပြီမယ်လေသူတို့စိတ်ဒဏ်ရာတွေအရန်ရထားပြီးပြီ เนาะစိတ်တော့ကတွေအများကြီးဖြစ်နေပြီသူတို့ရဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့မိသားစုဝင်တွေဆုံရှုံသွားတာတွေရှိတယ်သူတို့ရဲ့ပိုင်ဆိုင်မှုတွေဆုံရှုံသွားတဲ့အပေါ်မှာသူတို့ရဲ့ခံစားချက်တွေကိုမြင်လုံးမှမြင်ရတယ်ပထမတစ်ချိန်တုန်းကတော့သူတို့ရဲ့ဒီစားရေးတောက်ရေးအတွက်ရုန်းကန်နေရတာမျိုးလည်းရှိမှာပေါ့နော်ဒုတိယတစ်ချိန်ကအဲ့လိုဖြစ်ပြန်တယ်တတိယတစ်ချိန်ကျတော့လေပိုဆိုးပြန်တယ်ပိုကောင်းတာတော့မဟုတ်ဘူးဘယ်လိုပိုဆိုးလဲဆိုတော့ဒီသွားလိုက်တဲ့အချိန်တိုင်းမှာနေပူကျဲကျဲကြီးဟင်းလင်းပြီးဒီမှာတင်ကလေးတွေထိုးထားပြီးနေနေရတာကြည့်ရတယ်ရင်းနေတော်တော်ခံစားရပါတယ် ဟာအခုနောက်ဆုံးချိန်လဲဒီလိုပုံစံမျိုးဆိုတော့တစ်ချိန်နဲ့တစ်ချိန်ရဲ့လိုအပ်ချက်တွေကလည်းမတူဘူးပေါ့အခုနောက်ဆုံးချိန်ကြီးလိုက်တဲ့အချိန်မှာလိုအပ်ချက်ကဘာလဲဆိုတော့ခမဒါရေရှိအတွက်ကြည့်ရတော့မှပြန်လဲထူထောင်ရေးကတအားအရေးကြီးတယ်အဲ့ဒါလည်းအင်မတန်ထူဆန်းပါတယ်ပေါ့နော်ကျမကိုတော်တော်ယုံယုံကြည်ကြည်နဲ့နော်မမြင်ဘူးတဲ့သူတွေလည်းလှူတယ်မြင်ဘူးတဲ့သူတွေလည်းလှူတာပထမတစ်ချိန်မှာ380တရာကျော်သွားလို့အဲ380လောက်ရှိပြီတရာကျော်သွားပြီဆိုကျမသွားလိုက်တယ်အဲ့ဒါလှူပြီးပြန်လာတယ် အဲ့တော့လှူတဲ့အချိန်မှာအကုန်မလှူသေးဘူးပေါ့နော်။နည်းနည်းလေးလိုအပ်တဲ့နေရာပြန်သုံးလို့ရအောင်ပြန်ယူလာတဲ့အချိန်မှာဒုတိယတစ်ချိန်မှာတခါ360လောက်ပြန်လှူပြစ်တယ်။တတိယတစ်ချိန်လည်း360လောက်ဆို320လောက်ရပါတယ်။အဲ320ကျွတ်ကျော်လောက်ပေါ့။ပြီးတော့အခါကျတော့ Grace Win ဆိုတဲ့ဒီဆေးကုမ္ပဏီကဆေး15သိန်းမုံလောက်အိမ်ကိုလာပြီးတော့အဲ့ဒီအဲ့ဒီကတမီလေးကလာလှူသွားတာကြီးလည်းရှိတယ်။ဒါတွေဆိုရင်ဒီမှာကြောက်ဆယ်မှာရှိတဲ့ဥစဉ်အခုတလောက်မှာအပ်ထားလိုက်တဲ့ခါမှာဥစဉ်ကဆေးရုံကိုလှူပေးတယ်လို့ပြောပါရရှင်။ဟုတ်ကဲ့။ ကျမလေဒါအခုမှမဟုတ်ဘူးပေါ့နော်2019တုန်းကလည်းဟိန္ဒူတွေအများကြီးစစ်တွေကိုအဲထွက်လာ refugee camp မှာနေရတဲ့အချိန်ကလေးကကျမနဲ့ကျမမိတ်ဆွေကိုစိုးစံဆိုတာရှိပါတယ်လေကျမတို့အလူငွေကြီးကောက်တဲ့နောက်နှစ်ယောက်နေရောပေါ့အဲ့တော့သွားမယ်ခရီးစဉ်တိုင်းကိုကျမနဲ့သူနဲ့ပထမတစ်ချိန်မှာအဲ့လိုကိုပစံနဲ့ကိုကျမသွားလိုက်တယ်ဒုတိယတစ်ချိန်တတိယတစ်ချိန်သတို့ထတစ်ချိန်အဲ့တော့လည်း၄ချိန်ဆိုတော့ကျမမောင်နှမတွေကနိုင်ငံသားမှရှိပါတယ်ပြည်ပမှာဆရာဝန်တွေတမောကက်တင်တွေပေါ့နော်သူတို့ရှိရှာဒုတိယတစ်ချိန်နေပါတယ်ဆိုရင်ကျမအကူကြီးတောင်းတယ်အခုဒီ ကြိမ်ကျတော့ကျမအကိုတယောက်ရှိတယ်အကိုအရင်တည်းလိုပဲအကိုဝင်ခွဲကိုဟန်နရီဆိုတာရှိပါတယ်သူ့ကိုလှမ်းဆက်လိုက်တဲ့အချိန်မှာချက်ချင်းပဲကျမကိုသူတပည့်နဲ့ပုတ်ပဆန်ပုတ်ပြီးလိုက်ပါတယ်ဘာဖြစ်လို့ကျမသူ့ရှီကလှမ်းတောင်းရတာလဲဆိုတော့ဒီအလှငွေကြီးကျမခရီးသွားဖို့လှူထားတာမဟုတ်ဘူးဒီအလှငွေကြီးဒီတကယ်ပဲငရင်ဘေးသိမ့်တဲ့လူသားတွေအတွက်လှူဖို့ ခုနှစ်ရက်သားသမီးအတွက်လူဖို့ခုနှစ်ရက်သားသမီးကကျမကိုပေးလိုက်တာဒါဒီကျမကသွားသုံးမိတယ်ဆိုလို့ရှိရင်သူတို့ပေးရမယ်တဲ့ကကျမဖဲ့ယူသလိုဖြစ်နေတယ်အဲ့ခါကျကျမရဲ့ဒီနှလုံးသားတွေကဘလူးမဒါကြီးကိုလိပ်ပြာလုံမှလည်းမဟုတ်ဘူးပေါ့နော်ဟိုတိတ်ချမ်းသာနေလို့တော့မဟုတ်ဘူးကျမဘယ်တော့မှအဲ့လိုမလုပ်ဘူးအဲ့တော့ကျမအကိုတွေကတိတယ်တိလားပထမတစ်ချိန်မှာအဲ့အကိုက ကျမဘလောက်တောင်ထည့်ပေးလိုက်ဆို၁၀သိန်းထည့်ပေးလိုက်ပါတယ်၁၀သိန်းထည့်ပေးလိုက်တော့ကျမဒီ၁၀သိန်းကြီးကျမကြိုက်တယ်လို့သုံးလို့ရတယ်လीနော်ကိုပိုင်လည်းသုံးလို့ရတယ်ဒါပေမဲ့ဘာလို့လဲဆိုအဖွဲ့၅ဖွဲ့သွားတဲ့အချိန်မှာဘယ်နေရာနားလဲနားတဲ့အချိန်မှာလက်ဖေးတွေအကုန်လုံးတိုက်တာမျိုးတွေပြီးတဲ့အခါကျလို့ရှင်ထမင်းစားရင်ရှိတဲ့သူထမင်းအဲအကုန်လုံးစီစဉ်ဖို့အတွက်ရှင်းပေးလိုက်တာလေနောက်နေ့ breakfast ရှင်းပေးလိုက်တာလေကားဆိုလို့ရှင်လည်းသွားနေရတဲ့တချို့ကားပေါ့အသွားမှာတော့တော့ဘာမှမစီဘူးတယ်မပေးရပါအပြန်မှာကျမတဒါတရားနဲ့ကျမစီဘူးတွေပေးတယ်ကျမတဲခဲ့တဲ့ င်းကြီးเจ้าနေဆိုရင်ဒီမှာလှူပေးတယ်ဆိုဒါတွေအားလုံးနေအလှူဒါနမြောက်အောင်ကိုတခါတည်းဟိုအဲတုံးပေးခဲ့တယ်ပြောရမှာပေါ့နော်အကျိုးရှိရှိတုံးပေးခဲ့တာပါလို့ဟုတ်ကဲ့ပရာဟိတဆိုတာကျမတို့ဟိန္ဒူဘာသာဝင်မှာကသူကဥပဒေတစ်ခုရှိတယ်ပေါ့နော်အဲလူတိုင်းဟာပေါ့နော်မိမိတို့ရဲ့မိသားစုတာဝန်ကိုကြည်ပြင်ရမယ်ပထမပေါ့နော်အဲ့ဒီမိသားစုတာဝန်ကြည်ပြင်ပြီဆိုလို့ရှိရင်မိမိတို့ရဲ့ပတ်ဝန်းကျင်ကောင်းကျိုးအတွက်ကိုတဲ့မိတိမျှော်ကိုမှုမှမရှိဘဲနဲ့အဲပတ်ဝန်းကျင်လူမှုကောင်းကျိုးကို လုတ်ကိုလုတ်ပေးရတယ်ဆိုတာမျိုးကကျမတို့ရှိမှရှိပြီးသားပါအဲ့တော့စကားဆက်ဆက်ပြီးပြောမယ်ဆိုလို့ရှိရင်ကျမလေပထမတစ်ချိန်တော့ကျမအကိုတယောက်ရဲ့ဟိုငွေနဲ့သွားခဲ့တယ်ပေါ့နော်ဒုတိယတစ်ချိန်ကျတော့ကနေဒါအကိုကြီးရှိပါတယ်ဆရာဝန်ပဲပေါ့နော်သူဖုန်းဆက်လာတဲ့အခါကျတော့မလုံနေလဲဆိုတော့ကျမတစ်ခါခရီးသွားအောင်မယ်ဆိုတော့မလုံလဲကျမဒီတိုင်းဆိုရင်လေမောင်နှမတွေကျတခါပတ်စံမတောင်းဘူးအမေကတုံတင်ဆုံးမထားတယ်မိခုံမှုဘုသူရှိရမှာမရှိအောင်မိသားစုရဲ့ အဲလုပ်ငန်းတွေရပဲကျမတို့သုံးတာရှိအတိုင်းမဲ့အကိုအာမနာတော့ဘောနော်ခရီးသွားစီရိတ်လေးပြီးရင်ကျမတက်တက်တာတာလေးအဲလီမြန်နဲ့သွားလိုက်ချင်တယ်ပထမတစ်ခါတော့ကားနဲ့အရန်ပင်မန်းတယ်လीအ အဲ့တော့လေးမြန်ကျမသက်63ကျော်ပြီ64တည်းဆိုတော့ခန္ဓာကိုယ်ကိုကျမ်းမှာကိုစိတ်ချမ်းသာမှသာရင်သူများရဲ့ကိုကြိုးလှုပ်ပြီးနိုင်မှာဆိုတော့ကျွန်တော်အကူကချက်ချင်းပဲကျမကိုပတ်စံလွှဲပြီးလိုက်ပါတယ်ဒီလောက်ဒီလောက်ဒီလောက်ကြမယ်ခရီးစရိတ်ဆိုသူ့အဲ့လောက်ကြရတဲ့လောက်ကိုတောင်းတဲ့ခါသူပုတ်ပြီးတဲ့ချက်ချင်းပဲနောက်တတိယတစ်ချိန်ကျကျမအာနာလာတာပေါ့နော်အကူကြီးခဏခဏအဲ့လိုကြီးဖြိုးရတာအာနာတော့ ဧပြီလ29ကကျွန်မမွေးနေ့ဆိုတော့ကျွန်မဟိုစတုဒီတာလေးတွေးမယ်။တငယ်ချင်းတွေကိုလည်းမွေးနေ့မလုပ်တာကြပြီ။ဆိုတော့9နှစ်လောက်ရှိပြီဆိုတော့တို့တို့အတွက်မွေးနေ့လုပ်ဖို့ဆိုပြီးတော့ပတ်စံလေး9သိန်းလောက်စုထားလိုက်တယ်လေ။ဒါပေမဲ့ဒီယုံကြည်မှုတစ်ခုနဲ့လူတွေကတစ်ချိန်လုံးငွေတွေလူတွေအပေါ်မှာကုန်သွားပြီး90လောက်ပြန်ပေါ်လာရင်သိန်း90လောက်ပြန်ပေါ်လာရင်ဆိုတော့ဒီစတုဒီတာလှူမဲ့အလှူဒီလည်းအလှူပဲ။ ကျမသွားလှူမယ်ဆိုရင်လေဒီပတ်စံကိုကျမလေရင်စည်းရိတ်သုံးရင်လေအလှူပဲလို့သဘောထားပြီးတော့အဲ့ပတ်စံနဲ့ကျမသွားလိုက်တယ်တဲခိုတာကန်ကောင်းလိုက်တာကျမကိုလုံးဝမသိဘူးမမြင်ပဲနဲ့ကိုပေါ့နော်တဲခိုတာအလကားတဲခိုခွင့်ပေးတယ်ပေါ့နော်သူတို့ကသူတို့တဲခိုကိုအဆီအဆန်ရှင်းပေးလိုက်တယ်လို့ပြောပါတယ်အဲ့ဒီအတိုင်းပဲပေါ့နော်အဲ့ဒီမမေသူတို့အဖွဲရနေပြီးတော့ကျမဘုံအိုးရွာအထိသူတို့ကိုယ်ပိုင်ကားနဲ့မောင်းပေးတယ် ။ဘာငွေကြေးတပြားမှမယူ။အဲ့လိုလေးတွေရှိပါတယ်။အခုနောက်ဆုံးတစ်ခေါက်ဆိုရင်လည်းကြောက်စရာဦးစင်းမော်နော်ဥက္ကဒလအဲ့လိုမျိုးလာကြိုပေးတယ်လေစိတ်ကိုလာကြိုပြီးတဲ့အခါကျတော့ကျမတို့သွားကြတဲ့အခါမှာမယူဘူးဘာမှမယူ။ကျမကလာတရားတရားများတဲ့အခါကျတော့ဘုန်းကြီးကျောင်းထဲမှာလိုအပ်တာလေးကိုကျမလှူပေးတာရှိပါတယ်။အဲ့တော့ဒီစရုပ်ထအကျင့်ဆိုရင်လည်းအကိုကထပ်ပြီးတော့သွားအောင်မလားသွားအောင်မယ်။သွားအောင်မယ်ဆိုရင်ထပ်ပို့ပြီးတယ်။သွားတဲ့ဇေယိတ်ကိုပို့ပြီးတယ်။ ပြောချင်တာကျမဒီအတုံးစည်းရိတ်တွေအကုန်လုံးကိုဒီအလှူငွေတွေကလုံးဝမယူဘူးနေ့စဉ်နဲ့အမြပေါ့နော်စရင်တွေတင်တင်ပြီးတော့မှလုတ်ပါတယ်တို့လိုစာရွက်တိ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 လေးတွေအများကြီးပဲခုထိလည်းတင်ထားတယ်အချိန်ကြီးကြီးကြည့်လို့ရအောင်လို့ဆိုတာလေးကတော့ကျမဒီကနေအတိပေးတာပါနော်ဟုတ်ကဲ့ရှင်